စကိုင်းတိုင်းမင်းကြီးမြို့နယ်ပေါအောက်ဖတောင်းဝန်ခံဟောင်း CDN စင်းရုံအုပ်ကြီးဒေါက်တာခင်တူတူလင်ကိုလုပ်ငန်းဆိုင်ရာစင်းစရာတွေနဲ့အခွန်ငွေကျပ်သိန်းပေါင်း3000ကျော်ပြန်အပ်နိုင်ရဲ့အတွက်အကြိမ်ကြိမ်ညှိနှိုင်းခဲ့ပေမဲ့မရတာကြောင့်ဖန်စီထိန်းသိမ်းခဲ့တာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးဌာနကဒီဇင်ဘာတရက်နေ့မနေ့ကရှင်းလင်းထုတ်ပြန်ပါတယ်။ဒေါက်တာခင်တူတူလင်ကိုမင်းကြီးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတင်တော်ကြီးရွာကသူ့ဆေးခန်းမှာနိုဝင်ဘာလ30ရက်ကဖမ်းဆီးခဲ့ရပါတယ်။ ဲ့ဒီဖန်ဆီမှုမှာ CDN ဆရာဝန်ကြီးတူကိုပါလဖောက်အဖွဲ့ဝင်တွေကရုံးရင်ဆန်ကပ်ဖြစ်အောင်ပြုလုပ်ခဲ့တယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။ဒေါက်တာခင်တူလင်းဟာ2021ဧပြီ17ရက်ကနေ2024စက်တင်ဘာ18ရက်အထိမင်းကြီးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်လို့ NUG ပြည်ထရေးကထုတ်ပြန်ပါတယ်။သူကတာဝန်ကနေရနာပြီးချိန်မှာလုပ်ငန်းဆိုင်ရာစင်းစရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စတွေကို မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့လက်ရှိတောင်းဝန်ခံစီလွှဲပြောင်းပေးဖို့တရားဝင်အချင်းချင်းတောင်းဆိုကြတယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒေါက်တာခင်းတလူလင်ဟောင်းမင်းကင်းမြို့နယ်ပောက်အဖတောင်းဝန်ခံဖြစ်တောင်းဝန်ထမ်းဆောင်ခဲ့စဉ်ကမင်းကင်းမြို့နယ်ပောက်ကပောက်ကနေငှားရမ်းပေးထားတဲ့ AK47 တနက်တလက်ကိုပြန်လည်အနှံ့ချင်းမရှိဘူးလို့ NUG ပြည်ထရေးကဖော်ပြပါတယ်။ဒါပြင်2024ဇန်နဝါရီကနေဩဂတ်အထိပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့အခွန်ငွေ30ရာခိုင်နှုန်းဖြစ်တဲ့ကျပ်သိန်း3000ကျော်ကို ပြန်လည်ပေးအပ်ခြင်းမရှိဘူးလို့လည်းဆိုပါတယ်။ဒါကြောင့်ဒေါက်တာခင်တူလင်ကိုရာသတကြီးပုံမှ406 409ကိုနဲ့အမှုဖွင့်ထားခဲ့တယ်လို့ NUG ပြည်ထရေးကဖော်ပြပါဗျာ။အဲ့ဒီကိစ္စတွေဖြေရှင်းဖို့နှစ်နဲ့ချီပြီးညှိနှိုင်းဆောင်ဆိုင်ခဲ့ပေမဲ့လာရောက်ညှိနှိုင်းဖြေရှင်းခြင်းမရှိခဲ့ဘူးလို့ NUG ပြည်ထရေးကထုတ်ပြန်ထားတာပေါ့။ဒေါက်တာခင်တူလင်ကိုဖမ်းဆီးစင်မှာအမျိုးသမီးရဲမေမထည့်ပေးနိုင်ခဲ့ခြင်းနဲ့ရုံးရင်းဆန်ကဖြစ်ပေါ်ခြင်းပေါ်ပြည်သူလူထုကိုစိတ်မချမ်းမြေ့စရာဖြစ်စေတဲ့အတွက် အนูအညွတ်တောင်းပန်ကြောင်းနဲ့အမှုနဲ့ပတ်သက်ပြီးဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းဆက်လက်အတည်ပြုထားပါတယ်။မနေ့ကညနေပိုင်းမှာတော့ NUG ကျန်းမာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးကဒေါက်တာခင်တူလင်ကိုအွန်လိုင်းကတစ်ဆင့်ဗီဒီယိုနဲ့ဆက်သွယ်ပြီးနှစ်သိမ့်စကားပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင် NUG စကိုင်းတိုင်းကျန်းမာရေးတဝန်ခံကလည်းဒေါက်တာခင်တူလင်ကိုမနေ့ကပဲလူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့တယ်လို့ဆိုထားပါတယ်ရှင်။